တော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့။နံပါတ်၁လောကဘဝယတ္တိကိုအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်ဖို့။နံပါတ်၂ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအလုံးနဲ့မျှဝေသုံးသွဲပြီးလောကကိုအကျိုးပြုမှု။နံပါတ်၃ အခွင့်အရေးတာလို့အောင်မြင်ကြည့်ပါလာတဲ့အခါစိတ်တက်တီးတီးငိမ့်ငိမ့်ထားပြီးတော့ဘဝင်မမြင်ဘူးဘဝင်မမြင်မဲနဲ့စိတ်တက်တီးငိမ့်စွာထားနိုင်ဘူးသရုထအချက်ကကြာဆုံးကရောက်တဲ့အခါမှာစိတ်နှလုံးတုန်လို့ပြီးစိတ်တက်မကြဘူး အဲ့ဒီတရားလေးပါကိုသာဓုတရားလေးပါလို့လည်းခေါ်တယ်။ဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံး။အဲ့တော့ဘုရားမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်လေးချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုထိကြောက်ပြီးတော့နေရမယ်ဆိုတာကမသားတဲ့နဲ့ပေါ့နော်။လောကမှာထွက်ခွာခြင်း လောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဘူးဆက်လန်းနေမှာတော့ဟိုအလွန်အဆွေနဲ့ဤကုန်ချုပ်တဲ့ဆက်လန်းရှိသလိုပျော်ရွှင်မှုနဲ့ဤကုန်ချုပ်တဲ့ဆက်လန်းလည်းရှိတယ်ကမဒီတို့ treasury တို့ဆိုတာ ဘဝမှာတော့ပျော်ရွှင်မှုနဲ့ဒီကုန်ချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့ဆုံးသက်တဲ့အတွက်ကြောင့်အကောင်းနဲ့ဆုံးသက်တဲ့ဘဝဇာလံဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲဆုံးသက်တာပဲတကယ်ဘဝဇာခုမှာအဆိုးဆုံးပဲနောက်ဆုံးမှာအလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့အကျိုးပြုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရတန်တွေရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်